ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲတဲရရင်ဘူးကမ်းမီရောက်ပြည်မန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ပဲခူးယူမာနီပေါင်းတင်မြို့နယ်အတွင်းကမြေကျန်းတဲ့စောပြူတောင်ပေါ်မှာဖျားတဲခဲ့ခြင်းကကျုံတွေ့ခဲ့ရတော့ထူးခြားဖြစ်ရများလို့မြင်ရတဲ့ စေဝန်စားပွဲဒေဒရင်ဘုံကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါအောင်ခင်ဗျာ2022ခုနှစ်ခုနှစ်လပိုင်း၄ရက်နေ့ကမြို့သွိုင်းရင်နဲ့ကန္နာရီဆရာရဲစော်ထံကိုဝင်ပြပါတယ်ကျွန်တော်ကမြင်တာနဲ့ဆရာရဲစော်ကပြပြတလဲထွက်ပြီးတော့ကြိုပါတယ်ဟာလာဆရာရေဆရာရောက်လာတာနဲ့အတော်ပဲဗျာ ဆရာကိုတူတူဆန်းဆန်းပြောစရာရှိလို့ဗျဒီမနက်ဆရာမလာရင်ကိုလောက်ကိုခေါ်ခိုင်းတော့မလို့အဲ့လိုလေပြောပါတယ်အဲ့ဒီခါမှာဆာရဲတို့ကျွန်တော်ကပါမများတူတူဆန်းဆန်းနေပြောစရာရှိနေလို့လေဗျအဲ့လိုမေးလိုက်အောင်ဆရာရဲစော်ကထူဆန်းတာပေါ့ဆရာရဲလှဆရာဆံမလဖက်ရည်တောင်းရင်းနဲ့အေးစေးစေးပြောကြတာပေါ့ဆံလဖက်ရည်ဆိုင်ကိုသွားကြအောင်အဲ့လိုခေါ်တဲ့ဖြင့်နှစ်ယောက်တော့ရန်ကုန်ပြည်လမ်းတော်မှာရှိတဲ့ စံလက်ဖက်ဆိုင်ကိုထွက်ခဲ့ကြပါလေလက်ဖက်ဆိုင်ကိုရောက်တော့နေစင်ရရဲစော်ကအေးစစလက်ဖက်ရည်တောက်ကြရင်နဲ့ထူဆန်ပါသည်ဆိုတော့အကြောင်းအရာလေးကိုဩဘာတိုင်းပြောပြပါလေဒီလိုစရာရေ2012ခုနှစ်အော်တိုဘာလကကျွန်တော်နဲ့ဦးဟန်ရှင်တို့ဘကုံယုံမကျော်လောက်မှရှိတဲ့မောင်တယ်မြို့နယ်တဲကစောပြူတောင်ကိုအတိတ်တန်တစ်ခုနဲ့ခရီးထွက်ခဲ့ကြတယ်အတိတ်တန်ဆိုတာကတော့စောပြူတောင်မှာ ကိုရဲ့တသက်လွယ်စားပြီးတော့ဥပုပ်ပြုရင်ညံတော်လေးတောင်ငါလက်မရှိတဲ့ကြောက်ပုံစီလေးတို့တဲဖို့ပါစောပြူတောင်ဆိုတော့ကတော့ဆရာတိတဲ့အတိုင်းပဲအမတန်မောက်ကိုနှက်ကြီးတဲ့တောင်မှာတောင်ကပေတထောင်လောက်တော့မြင့်နေမယ်တောင်ရဲ့တောင်ဘက်ကမတ်ဆော့ပြီးတော့မြောက်ဘက်ကတော့နေလျှောပြေးသွားတဲ့တောင်ပေါ့တောင်ပေါ်မှာစကားကိုပေါက်ကြရမပြောရဘူးစင်ကျင်ရတယ်အမာယွင် ဖြစ်လို့မရဘူးတကုတ်ကမှားတာနဲ့ဘေးဒုက္ခမျိုးမျိုးကြုံရတာပဲလို့ရုပ်ဆိုင်တို့ ညံလေရွာသားတို့ကပြောကြတယ်။စောပြူဆိုတာကတော့ပါရဝတီတုံမျိုးရှင်တရိုးနော်ရထမင်းရဲ့နှမတော်ပေါ့။တုံမျိုးရှင်မင်းမှာညီတော်တောင်ညိုမင်းကျောက်ဆောင်မင်းနဲ့ညီမတော်စောပြူမင်းနောက်ပြီးတော့ဝက်လာကတော်လို့ခေါ်တဲ့မြန်စိမ့်မင်းသမီးဆိုတဲ့မွေးချင်းညီတော်နောင်တော်ငါးပါးတဲ့ကတပါးပဲပေါ့။အဲ့ဒီတောင်ကြီးမှာစောပြူမင်းကအချွေရန်အသင်မင်းနဲ့တပင်တိုင်းမြန်နှန်းကြီးနဲ့နေခဲ့တဲ့တောင်ပေါ့။ အဲ့ဒီစောပြူမင်းသမီးနေခဲ့တာကိုအစွဲပြုပြီးစောပြူတောင်လို့ခေါ်တာပါရွှေလင်းငဘောဘကနေပြီးညံလေရွာအဲ့ဒီကနေအထက်ဆိုင်ကြောက်ပြုတ်ရွာကနေခက်ခက်ခဲခဲသွားတာဗျတောင်တွေကလည်းမြင့်နေတောတွေကလည်းထူးနေကြောက်တွေကလည်းနဲ့တယ်ဗျလူသူရောက်ပေါက်ကလည်းသိမရှိလာဘူးအနေဝင်းချင်းမှာရွာရင်တော့ရှိပါလေစလိုင်းချင်းတိုင်းရင်သားတွေနေတယ်ဒါပေမဲ့တရွာနဲ့တရွာအနည်းဆုံး6မိုင်9မိုင်လောက်တော့ဝေးတယ်ဗျဟိုတုန်းကဆိုရင် တော်စင်ကြီးတွေကြားကြီးတွေတောင်ရှိတယ်လို့ပြောတာပဲကျွန်တော်တို့နေ့ရက်လဲစောဖြူတောင်ကိုရောက်တယ်ဆိုရင်ပဲတောဆောင်နဲ့တောင်ဆောင်နဲ့ဒီနဲ့တောပိုင်းတောင်ပိုင်းတွေကိုမြစ်တာပို့အဲ့ဒီတောင်မှာကြုံတိုက်သူများ ဖုံမြောကြီးညူနိုင်ဖို့မိမိတို့တက်နိုင်သလောက်ဇေတီသေးတစုလာတေတာဖြစ်တဲ့အတွက်ခွင့်ပြုကြဖို့အများကောင်းကျိုးချမ်းသာတို့ဖြစ်လို့ကူညီကြဖို့ခွင့်တောင်းကူညီပေးဖို့မြေတားရခံကြတယ်နောက်ပြီးတော့ရသာဝဟိငထွေတောင်ညဝိဉ္ဇဉ်ခိုးသည့် ပြည်တော်နဂုရာဇကျိုးမှပုဂ္ဂိုလ်လေးဦးရှေ့ဦးသောရှင် အစာပွားကြောင်းရှစ်တောင်းသောဝိဇ္ဇာတို့ဆရာကြီးတွေကိုလည်းပြင့်ဖိတ်ပြီးတော့တိုင်တည်တယ်။ရောက်ကစားနေမှာတော့ဘာမှသိထူးခြားချက်မတွေ့ရဘူးပြ။တောင်ကျောပေါ်မှာမြောက်တီအော်တာခြေလာဟောက်တာတောင်ငှက်တွေလမ်းပြန်ကြတာတလောက်ပဲတွေ့ရတယ်ပြ။ကျွန်တော်တို့ကလည်းလင်းနိုင်အမွေတိုင်တွေထွင်းပြီးတော့သဆိုင်ရာပုဂ္ဂိုလ်များအတင်တို့ဤအလင်းနိုင်နဲ့အမွေတိုင်တို့ကို လှူပါသည်မြတ်စွာဘုရားကိုယေຊုပြီးတဆင့်ပူဇော်လှူဒန်းကြပါအဲလိုဆိုပြီးတော့လှူဒန်းတယ်နောက်တည့်ရက်မနေ့တော့ကျွန်တော်တို့လည်းဇေဒီလေးတည်ဖို့အတွက်ကောင်းမဲ့နေရာကိုရှာကြတယ်တောင်ကျောကြီးပေါ်မှာနေရာရွေးနေနေရှောက်သွားကြတာပေါ့ဒါပေမဲ့စိတ်ကြက်နေရာကိုရှာမတွေ့ဘူးဗျမတွေ့မချင်းရှာလိုက်တာတမနက်ကုံရောဆိုပါတော့ဆရာရေဇေဒီဆိုတော့တောင်ပေါ်မှာပဲအမြင့်မှာပဲတဲကျင်တော့ဒီတော့ တောင်ကျော်ကြီးတစ်ခုလုံးနှက်အောင်ရှားတာပေါ့မောင်ရဲရေတိုးစိတ်ကြိုက်နေရတော့မရဘူးကွာအဲ့ဒါဘယ်လိုလုပ်မလို့အဲ့ဒီဥဟန်ရှင်ကမေးတယ်อืมရှားကြည့်သေးတာပေါ့ဗျာအတိတ်ကကိုရက်ပဲအချိန်ရပါတယ်ဗျအဲ့ဒီလိုကျွန်တော်ကပြန်ပြောလိုက်တယ်ပြောတဲ့အချိန်မနက်စာစားတော့ပြီးရနေတောင်ပြေချောချောလေးဖြစ်သွားတဲ့မြောက်ဖက်ကိုဆက်ပြီးတော့ရှားကြတယ်တိတ်မရှားလဲရပါဘူးကျွန်တော်တို့အတိတ်ကစကန်းချတဲ့နေရာနဲ့ဂိုင်း900လောက်မှာ လူတပိုက်စားခန့်ပေါင်လုံးကန်းလောက်ရှိတဲ့မိုးမြောငရုတ်ပင်ကြီးတွေဝိုင်းပြီးပေါက်နေကြတဲ့နေရာရဲ့အလင်းမှာပြောင်ချောကြီးတောင်ပူဇော်လေးတစ်ခုလိုဖြစ်နေတဲ့နေရာကိုတွေ့ပြီးတော့တွေ့ရတယ်။သူ့ရဲ့ပုံစံကမမှုမမောက်လေးမို့ဇေဒီပုံစံလေးနဲ့လည်းတူးနေတယ်။ဒီတော့အဲ့ဒီနေရာကိုကျွန်တော်တို့နေရာလုံးသဘောကျပြီးတော့ရွေးလိုက်ကြတယ်။အဲ့ဒီတောင်ပူဇော်လေးပေါ်မှာတကွင်းကုတ်ကားနဲ့သာသနာအလံလေးကိုလည်းဆက်လိုက်ကြတယ်။ပြီးမှပတ်ချာလေးပေါက်နေတဲ့အယုတ်ပင်ကြီးတွေနဲ့ဆိုတော့ ကျွန်တော်တို့တင်မဲ့ဇီဒီလေးကလည်းဒိတ်ကိုပဏံရမှာပဲလို့တွေးပြီးတော့ဝမ်းသာနေတာပေါ့တခါမှတလောက်ကြီးတဲ့ငရုတ်ပင်မျိုးတွေကိုလည်းမမြင်ခဲ့ဘူးတဲ့အတွက်ထူးဆန်းတယ်လေထူတဲ့နေရာမှာကျွန်တော်တို့တင်မဲ့ဇီဒီလေးကလည်းစရေဇာလေးတလွန်းလွန်းနဲ့ရှိနေမှာဆိုတော့ပို့ပြီးတော့ကြည်နူးစရာကောင်းပါပေါ့အဲလို တွေးပြီးတော့ပီတိတွေဖြစ်နေတာပေါ့ဒါနဲ့အဲ့ဒီနေရာလေးမှာတနေ့ကင်းလုံးတညနေ့လုံးနှစ်ယောက်သားထိုင်ပြီးတော့20လေးပစ္စည်းတွေရွေးကြ ။တပိဗုဒ္ဓအဋ္ဌိပတ္တအစရှိတဲ့စိချမန္တန်၏ရွေ့ကြပဋ္ဌံပူဇုံအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအစရှိတဲ့ပရိစ္ဆာသမုပ္ပတိရွေ့ကြဥဒ္ဒံခါရတော်ကြီးတွေကျူးကြပရိစိတ်ကြနဲ့လှုပ်ပြီးတော့မိုးချို့တော်မှာမူလနေရာကို ပြန်ခဲ့ကြတယ်။ကျွန်တော်တို့အဋ္ဌံဝင်တဲ့ရက်ကလာတာရက်ဆိုတော့လာလေးကလည်းနင်းစားဘဝကိုဖောက်ထွက်ပြီးကျင်စားစာလေးတာနေတယ်ဗျ။ တောင်ပေါ်ဆောင်ကအတော့ကိုအေးပါတယ်ဗျာနေနေကလည်းမိုးရွာချသလိုပဲတဖြောက်ဖြောက်ကြာနေတယ်အဋိဒံစကံကိုပြန်ရောက်တာနဲ့ပြိုင်နေတဲ့မှာပဲကျွန်တော်တို့လည်းအနည်းငယ်လေးကိုစီဝစ်ပြီးတော့မိတော်ဘုတ်တို့ကမိဘကြီးကိုပို့လိုက်ကြတယ်ကဲကုသိုလ်ရေးမို့ကြိုးစားဟေကိုရဲရဲစိတ်မပြတ်ရဘူးကွဥဟန်ရှင်ကအတော်ချမ်းနေတဲ့ကျွန်တော်ကိုကြည့်ပြီးတော့အပေးတယ်ကျွန်တော်ကမိဘကြီးတဲ့ထင်းထုံကြီးတွေထိုးထားရင်းနဲ့သူ့ကိုပြုံးပြလိုက်ပါတယ်ကျိုးစားပါတယ်ဆိုတဲ့အတိတ်ပဲပေါ့ အဲ့ဒီအချိန်မှာပဲပေဖြူဝစ်စားတွေဝစ်လွေကြီးလွေထားတဲ့အသက်60ကျော်ခန့်လောက်လို့ခံမရတဲ့ခက်ကြုံလေးကြီးအဖိုးကြီးတယောက်ဝါတောင်ဝဲကြီးကိုတရောက်တောင်နဲ့ထောင်းရင်းနဲ့တောင်ကြီးရဲ့အောက်ပိုင်းလောက်ကနေတက်လာတာကိုတွေ့လိုက်ရတယ်ကျွန်တော်တို့ကြည့်နေတော့မှပဲသူလည်းကျွန်တော်တို့နောက်ကိုရောက်လာတယ်ပေဖြူကြီးတစ်ထဲကိုလည်းခေါင်းမှာပေါက်ထားတယ်ဗျအနောက်ကိုရောက်တော့လူကမတက်ရပြီးကျွန်တော်တို့ကမကြည်မနှက်နဲ့ခက်စင်းစင်းစိုက်ကြည့်နေတယ် သူရဲ့အကြီးကစူးစူးပွားပွားမို့ကြတိမှုညင်းအောင်ထားမိတယ်ဗျာကျွန်တော်တို့ကလည်းဘာပြောမှမသိဘူးဒါနဲ့ပြောမိပြောအောင်အော်အဘလည်းကျွန်တော်တို့လိုပဲဒီဆော့ပြူတော့မှအတိတ်တန်လာယူတာလားမိလုံမအောင်လားအဘအဲ့ဒီလိုပြောလိုက်တယ်ဒီတော့အဲ့ဒီအဖိုးကြီးကငါကမင်းတို့လိုသွေးသားမရှိတဲ့လုံမဟုတ်ဘူးမချမ်းဘူးကမင်းတို့ကသွေးသားခန်းချောက်လို့ချမ်းနေတာအဲ့လိုပြောရင်းနဲ့အေး အခုမင်းတို့ဒီစောပြူတောင်ကိုဘာလာလောက်တာတော့အဲ့လိုမေးပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အဋိဋ္ဌံယူရင်းနဲ့ဈေးလေးတစုတဲဖို့အတွက်လာခဲ့ကြတာပါအဲ့လိုဥဟန်ရှင်ကဖြေလိုက်တယ်အာရိကမှာအဖိုးကြီးကမကြည်မနဲ့နဲ့ဒီတောင်မှာစောပြူမဲတခင်မတည်သွားတဲ့ဤမတောင်ဈေးကြီးရှိတယ်မင်းတို့ထက်တယ်စရာမလုပ်ဘူးသုံးရက်တည်းမင်းတို့ဒီကနေ့ပြန်ချငါကဒီတောင်ပိုင်းဘိုးဘိုးကြီးပဲကွာအဲ့လိုပြောပါတယ် သူရဲ့စကားဆုံးတာနဲ့အဘိုးကြီးကနောက်တဲ့ဘာမှထပ်မပြောတော့ပဲချက်ချင်းနောက်လှည့်ပြန်သွားပါလေကျွန်တော်တို့နှစ်ယောက်လည်းတောင်ဝေးကြီးတတော်တော်ထောက်ပြီးကျွန်တော်တို့ကိုကြော်ပြီးလှည့်ပြန်သွားတဲ့အဘိုးကြီးရဲ့နောက်ကျောပြင်ကိုလာရောက်နေလမ်းမျိုးကြီးနဲ့ပြန်တို့တပြင်းမောလေးတွေချလိုက်ပြီးတော့သုံးပြချက်တခုကိုနှုတ်စလုံးခိုင်ခိုင်မာမာချလိုက်ပါလေအတားကတော့အတိတ်ကမအောင်မြင်မချင်းဘယ်နည်းနဲ့မှကျွန်တော်တို့နောက်ကျောင်းပြန်မလှည့်နိုင်ဘူးယောက်ျားတကွင်လူကြီးကျွန်းပဲဘိုးဆွေတပွင့် ကျေကိုမရရအောင်စူးရမှာပဲအဲ့ဒီညကဆရာကြီးတောင်းပိုင်ဆိုတဲ့အဖိုးကြီးပြန်သွားပြီးတောင်းတော်လေကြာရောလေဒီတဝီဝီနဲ့မတရားတိုက်တော်တာပဲတစ်ပင်နေဆိုရင်လည်းအမြင့်ကကျွတ်လဲပြီးပြိုတော့မလိုပဲပြန်ကနေပြန်ကနေနဲ့ကျွန်တော်ရဲ့စိတ်ထင်တော့တောင်းကြီးတောင်းတင့်ကနေတင့်ကနေဖြစ်သွားတယ်ထင်တယ်ဗျာအခါမဲကြီးမှကြီးတွေကလည်းလန့်ပြိုလာကြတယ်တောင်းအောင်နဲ့စုညနေအောင်អော်ကြတာတိတိတူငှက်တွေကလည်း တတီတူဆိုတဲ့အတန်းနဲ့မုံမွန်သွားတာပဲ။អော်လိုက်ကြတာ။ကြောက်ခမန်းလေးတွေဆိုပါတော့ဆရာရေ။ဒါပေမဲ့ဆရာရေကျွန်တော်တို့ကတော့ခန္ဓာကိုယ်တွေကိုဖျားလှုပ်ပြီးမိဘုံကြီးပေးမှဖြည့်ချင်တာဖြည့်ဆိုတဲ့သဘောနဲ့တညာလုံးဝင်လေထွက်လေကိုရှုနေလိုက်ကြတာ။မိုးလေးနဲ့ထိပါပဲ။လေကလည်းအရှိဘက်ကရောင်နေပြူပြူလေးတက်လာတော့မှငြိမ်သွားတော့တယ်ဗျာ။မနက်မိုးလေးတော့ကျွန်တော်တို့လည်းတောင်ပိုင်းကြီးဆိုတဲ့ပုဂ္ဂိုလ်ကြီးဆင်းသွားတဲ့ဘက်ကိုကြည့်လိုက်တော့ကျွန်တော်တို့ကြောက်ပုံစည်လေးတင်မဲ့ ငရုတ်ပင်နေဝိုင်းနေတဲ့တောင်ကုန်းလေးနဲ့ဂိုင်းနေရာလောက်ဝေးတဲ့နေရာမှာခန်းပွဲ9000လောက်သုံးပေနှစ်ခန်းကားတိုင်လောက်မြင့်တဲ့ဇေယျလေးတစ်ဆောင်ကိုတွေ့ရတယ်။ဇေယျပေါ်မှာအလွန်ကြီးညူဇေယျကောင်းတဲ့တင်ပြင်ခွေကြောက်တဲ့လင်းရုပ်ပွားတော်မြတ်တဲ့စုကလွဲပြီးဘာမှမတွေ့ရဘူး။အဲ့ဒီဇေယျလေးပေါ်မှာလူနေတဲ့အရေးလက္ခဏာလေးတစုံတရာမတွေ့ရဘူးဗျ။ကိုကြီးတောင်ပိုင်းကြီးတော့ဒီမှာမရှိဘူးကွဘယ်နေလဲမသိဘူး ဲ့ညရောက်ရင်တော့တို့ရဒီစီရလေးကိုပြောင်းနေကြမယ်ဒီစီရလေးကနေချင်းစရာလေးကွာဥဟန်ရှင်ကစီရလေးကိုကြည့်ပြီးတော့ပြောပါလိမ့်ဟုတ်ပါလိမ့်စီရလေးရဲ့မိုးကဝါးတွေကိုအချမ်းလိုက်ထပ်ပြီးမိုးထားခြင်းဖြစ်တယ်အကာကလည်းဝါးတွေကိုပဲကားပြီးတော့အခင်းကတော့ပြင်းကျန်တဲ့အင်းသားတိုင်းလေးနဲ့စောက်ထားတဲ့စီရသေးသေးလေးပါလေးလုံးမိုးလုံးနဲ့နေချင်းစရာလေးပေါ်စရာရဲ့တလောင်းမြင်ပြီးတလောင်းဝေးလံတဲ့နေရာမှာ ဘယ်သူကများလာပြီးတော့စောက်ထားတယ်လည်းမသိပါဘူးဆရာယားတကယ်ကိုတသက်ရဲ့လေးနဲ့ပါတသနာနာလေးပေါ့ပြောရင်တော့ဆရာကြီးကျွန်တော်ကကောင်းတယ်ဗျာဒီမှာပြောင်းနေကြမယ်ဗျာအဲလိုပြောလိုက်တာနဲ့ညရောက်အောင်မဆောင်တော့ပဲကျွန်တော်တို့မှာပါလာတဲ့ဝေယဝိဆော်လေးကိုချက်ချင်းတက်ပြီးတော့ချက်ချင်းပဲပြောင်းလိုက်ကြတယ်ပစ္စည်းပစ္စည်းတွေကလည်းမများဘူးလေစာဖို့တွေရိတ်ခါထည့်လာတဲ့ကျော်ဖို့အကြီးနဲ့အဝေဆာအနေပါပြင်ကျွဲကော်တို့ရင် ပြီးလဲထုတ်ရင်ဒါပဲပါကြတာ။ဟောတော်ရှင်ဖို့နဲ့လိုအပ်ရင်သုံးဖို့တတုံမာတစ်ချောင်းနဲ့ပေါက်ချွန်းတစ်လက်လည်းပါသေးတယ်ဒါပါပဲဗျ။အဲ့ဒီညာကကျွန်တော်တို့ဇေယျပေါ်ပြောင်းပြီလို့ပဲဆရာကြီးနှုတ်မို့ဆိုရင်မလွယ်ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဖြစ်လေဖြစ်တာမရှိပဲတခြားတိုင်းပြီးတခြားနိုင်ငံတွေမှာသာကြားတတဲ့နှင်းမုန်တိုင်းကြီးတိုက်လို့ပဲတိုက်လိုက်တယ်မှာဆရာကြီး။လေဒီတခုနဲ့တဝီဝီကြောင်မှာနှင်းဒီနှင်းငယ်ကြီးတွေက မိုးတွေရွာနေတဲ့လောက်အောင့်မရတယ်။ဇရက်ကိုလည်းတဖြောင်းဖြောင်းနဲ့လာထိကြတယ်။ဒီကြတဲ့တဝောင်းဝောင်းခိနေတဲ့ကြာဟိန်တန်ကြီးတွေကလည်းညံထွက်နေတာပဲ။ဒါပေမဲ့ဆရာရဲ့ကျွန်တော်တို့ကတော့ခန္ဓာကိုယ်ကိုဖျားလှူထားကြတာမို့တိတ်တော့မတုံ့လှုပ်ကြပါဘူး။ဖြစ်ချင်းရဖြစ်ဆိုတဲ့ဥပိ္ပခာစိတ်ထားပြီးတရားပဲထိုင်ပြီးမှတ်နေလိုက်ကြတာ။နှင်းမုံတိုင်းကလည်းမနက်၄နာရီလောက်ကြာတော့မှငြိမ်သွားတယ်ဗျ။နှင်းတွေကလည်းဆဲသလိုဖြစ်သွားတယ်။ဒီတော့မှလာရောင်လေးကိုမြင်ရတယ်။ အဲ့ဒီခါကျမှကျွန်တော်အချင်းစိပေါ်လာတဲ့နေ့ကဲဥမာရှင်ကျွန်တော်ခဏမေးလိုက်အောင်ပါဗျာအဲ့လိုပြောပြီးတော့တရေးအိတ်လိုက်တယ်ညာကလည်းတညာလုံးတရားထိုင်ခဲ့တာဆိုတော့ခေါင်းပေါ်ခေါင်းချလိုက်တာနဲ့တန်အိတ်ပြောသွားတော့တာပါပဲအိတ်ပြောသွားတဲ့အချိန်မှာပဲထူးထူးခြားခြားအိမ်မက်တစ်ခုကိုမြင်မှတ်တယ်အိမ်မက်ထဲမှာရောင်မျိုးစုံတောက်နေတဲ့တိမ်တောင်တိမ်တိုက်တွေလွင်မြောနေတယ်ကျွန်တော်ကအဲ့ဒီတိမ်တွေကိုကြည့်ရင်းနဲ့ စီးကျင်စိတ်ပေါက်လာတယ်။ဒါနဲ့ပဲတိမ်မော်ကိုကျွန်တော်ကခုံတက်လိုက်တယ်။ဆွေကနေဆိုတိမ်မော်ကိုရောက်သွားတော့တာပဲ။နောက်ပြီးငိမ့်ငိမ့်လေးလွင်မြောနေတယ်။အဲ့ဒီတိမ်နဲ့ကြီးကြီးခုပေါ်မှာပျော်ရွှင်စွာနဲ့စီးလိုက်သွားတယ်။ကောင်းကင်ကြီးကြီးထဲမှာတိမ်တွေကလည်းအတော်မတက်စီးပြီးတော့လွင်မြောနေကြတယ်။မြေပြင်ကိုပြန်ကြည့်လိုက်တော့မြို့တွေရွာတွေတိုက်တောက်အိုအိမ်တွေကိုမြင်ရတယ်။ကျွန်တော်ရဲ့စိတ်ထဲမှာလွတ်လပ်ပေါ်ပါနေတာပေါ့။ချမ်းချမ်းမြေ့မြေ့ဖြစ်နေတယ်။အဲ့ဒီချိန်မှာပဲ ရွှေရောင်တွေတဝင်းဝင်းတလက်လက်နဲ့တောက်ပနေတဲ့ရွှေတောင်ကြီးတတောင်စီကိုရောက်သွားတယ်။တောင်ကြီးတတောင်လုံးကရွှေတွေကိုအိကြနေတာပဲ။ကျွန်တော်စီးလာတဲ့တင်တန်းကြီးကရွှေတောင်ကြီးရဲ့တောင်ကြီးမှာရက်သွားတယ်။ကျွန်တော်လည်းဘာရည်ရွယ်ချက်မှမရှိပဲတင်တန်းကြီးဘော်ကဆင်းပြီးရွှေတောင်ကြီးဘော်ကိုတက်ခဲ့တယ်။တောင်ကြီးရဲ့ထိပ်ပေါ်မှာရွှေချောင်းကြီးတဆောင်ကိုတွေ့ရတယ်။ကျောင်းရဲ့ဘော်မှာတောက်ချကြီးစောင်းထားတဲ့ရသေကြီးတစ်ပါးကကျွန်တော်ကိုရက်ကြည့်ပြီးတော့လက်ရက်ပြီးတော့လှန့်ခေါ်တယ်။ကျွန်တော်ရောက်သွားတော့ သူရဲ့လက်ထဲမှာဆုပ်ထားတဲ့အင်ဂျယ်လေးကိုပေးတယ်။ဘာစကားမှတော့မပြောဘူး။ကျွန်တော်လည်းအင်ဂျယ်လေးကိုယူပြီးတော့ကြည့်လိုက်တယ်။အင်ဂျယ်ကငွေပြားလေးမှအင်းချထားတာ။ဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ဒီတိုင်းတွေ့ရတာပဲဗျ။အိမ်မက်ထဲ၌ရသေးကြီးချင်းမြင့်ခဲ့တဲ့တပ်ပသိတိအင်းတော်မြန်။ဟုတ်ကဲ့ပါ။ဗီဒီယိုထဲမှာရသေးကြီးပေးတဲ့စာရေးသူရေးထားသောအင်ဂျယ်ကိုထည့်သွင်းပြီးတော့ဖော်ပြပေးလိုက်ပါရစေ။ တင်ဆက်သူကျွန်တော်ကအင်ဂျက်ကိုကြည့်ရင်းနဲ့နားမလည်သလိုဖြစ်နေပါလေဒါကြောင့်အင်ဂျက်ကိုတလက်ရေတိကြီးကိုတလက်ကြည့်နေမိရေဟုတ်တယ်ဆရာအဲ့ဒီအင်မျိုးကျွန်တော်မတွေ့ဘူးဘူးရှိကျွန်တော်ရှိမှာပါကျွန်တော်မတွေ့ဘူးတာကိုပြောတာပါဒီအင်ကဘာတုံးအောင်မလဲဘယ်လိုအကျိုးတွေပေးတယ်လဲဘယ်လိုသိတိတွေရနိုင်တယ်လဲရေတိကြီးကလည်းဒီအင်ကိုဘယ်လိုအထိပ္ပယ်နဲ့ကျွန်တော်ကိုပေးတယ်လဲပေါ့အဲ့ဒီအချိန်မှာပဲရေတိကြီးက တကလေအဲ့ဒီအင်ကိုသေတိစုပ်ခြင်းနဲ့အချိန်မှရွှေပြားငွေပြားတစ်ခုခုမှရေးတရဏကိုသုံးပါတပါသုံးစီရွတ်ဆောင် အလုံးစုံသောအရာခတ်သိမ့်ကိုပြည့်စုံစေနိုင်အောင်မြင်စေနိုင်တယ်တပါသေတိအင်လို့ခေါ်တယ်နေ့စဉ်တနေ့တင်းပုံမှန်တောက်သွားရင်ထွေရထီလမ်းပေါ်နိုင်ပါလေအဲ့ဒီလိုနဲ့ခတ်တူတူမိတ်ပါလေအဲ့ဒီအချိန်မှာပဲကျွန်တော်အိယာကနိုးလာတယ် အေးရနိုးနိုးချင်းမင်းထူးဆန်းလာတဲ့အိမ်မက်အကြောင်းကိုဥဟန်ရှင်ကိုပြောလိုက်တယ်ဒီတော့ဥဟန်ရှင်ကဟာမင်းအိမ်မက်ကအလွန်ကောင်းတဲ့အိမ်မက်ပဲထူးထူးဆန်းဆန်းကွာအဲ့တော့အချိန်ဆွဲမနေနဲ့မနက်ပဲဒီအင်းကိုချကွာတရဏဂုံသုံးပါးနဲ့ညံတော်သုံးပါးဥဆောင်တဲ့အင်းပဲကောင်းကျိုးချမ်းသာတွေရနိုင်မှာပါကွာအဲ့လိုပြောပြီးတော့အင်းချဖို့တိုင်တွင်းပါလေအင်းကိုလည်းကျွန်တော်ကောင်းကောင်းမှတ်မိတာပေါ့ဆရာရဲ့ အဲဒီလိုဥဟန်ရှင်နဲ့ကျွန်တော်စကားပြောဆိုနေစမှာပဲအသက်16နှစ်လောက်ရှိတဲ့အစင်းရောင်14လေးတွေဝတ်ထားကြတဲ့ကလေးမ3ယောက်တောင်းအောင်ကနေတက်လာတယ်အားလုံးကချောချောလှလှလေးကြီးပဲဗျအသားလေးတွေကလည်းဖြူဝင်နေကြပဲကျွန်တော်တို့နေတဲ့ဇယနာရောက်တော့ဇယက်ရှင်မှာရက်ပြီးကျွန်တော်တို့ကိုလှန့်ကြည့်နေတယ်နောက်ပြီးတော့ဆရာလေးတို့ဒီမှာကြာကြာမနေရင်ကောင်းလိမ့်မယ်နော်ဒီတောင်က တောင်ပိုင်းကြီးကလူသေးသူသေးတွေကိုတိတ်လက်မခံဘူးသူသဘောမကျရင် ဒုက္ခပေးတတ်တယ်။အဲဒီလိုချိတ်ချောက်တဲ့အခါနဲ့လာပြီးတော့ပြောပါတယ်။ဒီတော့ကျွန်တော်ကအေးငါတို့ကနှောက်ရှက်ရအောင်လာတဲ့သူတွေမဟုတ်ပါဘူး။မြေတားတရားရှိထားပြီးအများကောင်းကျိုးချမ်းသာတဲ့ရည်ရွယ်ပြီးတော့လာကြတာပါ။အဲလိုပြန်ပြောပြီးတော့စေတေကနေအာယုံညွဲ့မြေတားပို့နေလိုက်ပါတယ်။အဲ့ဒီခါမှာသူတို့ထဲကအကြီးဆုံးဖြစ်ရန်တူတဲ့ကလေးမလေးတယောက်ကကျမတို့ကစိုးရင်လို့ပါအဲ့လိုပြောပြီးတော့ တောင်းဘက်ကိုပြန်ဆင်းသွားပါတယ်။ကျန်တဲ့ကလေးမလေးနှစ်ယောက်ကိုလည်းသွားကြမယ်ဆိုပြီးတော့ခေါ်သွားပါတယ်။သူတို့ပြန်သွားတာနဲ့တပြိုင်နက်ကျွန်တော်တို့လည်းအချိန်ဆွဲမနေတော့ပဲအိမ်မထဲကရတဲ့နေလေးတိုင်းအင်းငါအင်းချောက်တင်းအင်းကိုဖျားလူကျန်တဲ့လေးအင်းကိုတယောက်တင်းအင်းတော့ကျန်တဲ့နေအင်းကိုတော့တယောက်တင်းအင်းစီစောင့်ထားလိုက်ကြပါတယ်။အဲ့ဒီညမှာပဲဆရာကြီးနေနေကလည်းတောင်းတောင်းလုံးကိုဝေးနေအောင်ကြာနေတယ်။လာတာလေဆိုပေမဲ့လာရောက်ပြောင်းမကန်းနေနေကကြာနေတာမို့ ဘာကမတကြကကမမြင်ရဘူးမင်းညာကလိုပဲလေမတိုက်နှင်းမုံတိုင်းမကြပေမဲ့အရာအလုံးဝေဝါဝါဖြစ်နေတာတော့အမှန်ပဲဒါပေမဲ့နှင်းစက်နှင်းပေါ်တွေကတော့တဖြောင်းဖြောင်းကြပြီးတောင်ညုံငှက်တွေတစ်ခါတစ်ခါလန့်ပြီးတော့အော်အော်ပြန်သွားကြတဲ့အတန်တွေကိုတော့ကြားနေရတယ်အစားကတော့ကျွန်တော်တို့လည်းကြားလို့ကြားစင်မဲ့အောက်မိတာပေါ့ဒါပေမဲ့မဟုတ်ဘူးဆရာကြီးခဏကြာတော့မြောက်တွေကလန့်ပြီးတော့ကူကူကွာနဲ့អော်တဲ့အတန်တွေညံထွက်လာတယ်နောက်ပြီးတော့ တတတူငတ်ဒီလန့်အော်တန်ကြီးဒီပြိုဆင်းပြီးတအောအော်တန်တွေပါပလာတယ်။နင်းစက်နှစ်ပေါက်တန်တွေရမှသူတို့တန်တွေက အခါမကြီးညံနေတာပေါ့။ကျွန်တော်တို့တတိထားလိုက်စင်မှာပဲဇရက်ရှိတတဲကဝေါင်းဝေါင်းဆိုတဲ့ကြားဟင်းတန်ကြီးတွေကကြောက်ခမန်းလေးလေးထွက်ပေါ်လာပြန်ပါလေ။ကျွန်တော်တို့မှအသင့်ပါလာတဲ့ငါးတော်တို့တံမီနဲ့ထိုးကြည့်လိုက်တော့ခရွေရွေ ကြောက်တော့ကောင်းကိုနှင်းမုံတွေကြောက်ကနေခါဝါဝါမြင်လိုက်ရတယ်။ခါကြီးတွေနှွေးကနှွေးကရမ်းရင်းနဲ့ တို့တို့ရဲ့တောက်ပါဆူရှာပြီးကျင်းမြောင်းတဲ့မျက်လုံးတွေနဲ့ဇရက်ပေါ်ကိုမော့ကြည့်နေကြတာဥဟန်ရှင်ကကြားတွေကိုကြည့်ပြီးကျွန်တော်ကိုလက်ကုပ်လိုက်တယ်နောက်ပြီးတော့နှစ်ယောက်သားမြေတားတို့ကိုပြန်လူယွန်းလိုက်ကြတယ်မြေတားတို့ယွန်းနေစမှာမျက်စိကိုလည်းဇုံမိတ်ထားလိုက်ကြတယ်မြေတားတို့ဆုံးလို့မျက်စိဖွင့်ကြည့်လိုက်တော့စောစောကကြာကြီးတုံးကောင်ဘယောက်သွားတယ်မသိဘူးပျောက်သွားတော့တာဗျဒါပေမဲ့အဲ့ဒီချိန်မှာပဲတော်စင်အိုကြီးတို့တောင်ကြီးကနေဝါးခိုင်းနေတေခိုင်းနေကိုတဖြောင်းဖြောင်းချုပ်ပြီး ဝူဝါဝါအောင်းရင်နဲ့တက်လာပြန်တယ်သူတို့ကတော့ရက်မနေကြဘူးကျွန်တော်တို့နေတဲ့ဇီယလေးရှိကနေတဖက်တောင်ကျောပေါ်ကိုတက်သွားကြတယ်ကျွန်တော်တို့လည်းထုံးစံတိုင်းပဲမြေတားတော့ရွတ်ပြီးတော့မြေတားပဲပို့နေရတာပေါ့ဆရာရဲ့အဲ့ဒီညာကတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေကတော့ဒေါက်တော့ကိုစူးစူးရောရောပါပဲတော်ရုံလူဆိုရင်တော့သွေးပြတ်သွားနိုင်တယ်ဗျနောက်နေ့ရင်မှာတော့ဘာမှထူးထူးခြားခြားမရှိတော့ပါဘူးကျွန်တော်တို့လည်းအတိတ်တန်လုပ်ငန်းတွေကိုအောင်မြင်မြင်လုပ်နိုင်ခဲ့တယ်တောင်ပိုင်ပိုးပိုးကြီးဆိုတဲ့ပုံကိုယ်လည်းပေါ်မလာတော့ဘူး အဲတခုထူတာကတော့အဲ့ဒီနောက်ပိုင်းစော်ဖြူတောင်ကြီးမောင်းတောင်ရလာလုတဲ့သူတွေလို့ဆိုပြီးတော့နေစဉ်ပဏတိုင်းကျွန်တော်တို့တို့ကငပြောသည်မလကားသည်ပိနေသည်စားတဲ့တတိတွေကိုလာပြီးတော့ပို့တော်တာပါပဲအဲ့ဒါတွေကတော့ကျွန်တော်တို့ရဲ့အထိတ်ထံမပြီးမချင်းတနေ့မှမရက်ဘူးဗျနောက်ပြီးအဲ့ဒီလူတွေဟာကျွန်တော်တို့တင်နေတဲ့ဖရာစီလေးတို့အိုးတို့တဲတို့ကြောက်တို့ကိုလည်းလိုရင်လိုသလိုရှာပေးကြတယ်တို့ရဲ့ကျေးဇူးကြောင့်ပဲကျွန်တော်တို့ရဲ့ကြောက်ပုံစီလေးကလည်း အခက်ခဲမရှိအောင်မြင်ခဲ့တာပေါ့သူတို့ကိုဒါအောက်ကိုကျေးဇူးတင်တာပေါ့ဗျာဒါနဲ့ပဲကျွန်တော်တို့အတိတ်ထံပြီးမြောက်လို့ပြန်တော့မယ်လို့တော့မပြန်ငယ်သူတို့ကိုနှုတ်ဆက်သွားအောင်မယ်ဆိုပြီးသူတို့တောင်းရလောက်ပါတယ်ဆိုတဲ့ဆော့ဖူတောင်းကြီးကိုကျွန်တော်တို့သွားတော့သူတို့ကိုလည်းမတွေ့ရဘူးဘာတောင်းရမှလည်းမရှိဘူးတောင်းကြီးတစ်ခုလုံးနဲ့နှံ့ရောကျွန်တော်တို့ရှာလိုက်ကြတာတောင်းရနဲ့တူတာဆိုလို့ဘူးစင်တစ်ခုတောင်မတွေ့ရဘူးဗျနောက်ဆုံးတော့ကျွန်တော်တို့လည်းလက်လျှော့ပြီးတော့ပြန်ခဲ့ရတဲ့ဆရာကြီး ဒီမှာတင်ဆရာရဲတော်ကသူ့ရဲ့စကားကိုခਿੱတာရလိုက်ပါတယ်ပြီးတော့မှဆန်လက်ဖက်အိဆိုင်မှာဇပွဲတို့ကောင်းလေးလာချပေးထားတဲ့ပေါ်သိန်းခွက်ကိုအရသာခံပြီးတော့တောင်းရင်စကားကိုမနာတမ်းပြောလာတဲ့အတွက်မောဟိုက်သွားသမျှအမောဖြစ်နေလိုက်ပါတယ်စိုက်သူကလည်းဘာစကားမှပြန်မပြောဘဲနဲ့အလိုက်ရည်တိနဲ့သူနောက်ထပ်ပြောလာဦးမယ့်စကားကိုစောင့်မျှော်ရင်းနဲ့ညင်သက်နေလိုက်ပါတယ်အတန်းကြာတော့မှဆရာရဲတော်ကသူ့ရဲ့စကားကိုပြန်ဆက်ပါတယ် အဲ့ဒါကိုဆရာကပြောပြချင်နေတာဒီဇလန်းလေးကဆရာနဲ့အင်မတန်လိုက်တဲ့ဇလန်းလေးပါ ပြန်ရောက်ရောက်ချင်းဆရာကပြောဖို့ပဲဒါပေမဲ့အဲ့ဒီချိန်ကဆရာကမရှိဘူးလေဆရာပြုံးလို့ပဲခီးထွက်နေတယ်ဆိုတာနဲ့မပြောခဲ့ရတာအခုမှဆရာပြန်ရောက်တယ်ကြားလို့ဘယ်နဲ့လဲဆရာမထူးဆန်းဘူးလားအေးဗျဇလန်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်လို့ရေးပြခဲ့ရင်လဲစာဖတ်ပရိသတ်တွေသူတော်ကောင်းကိုသူတော်ကောင်းဆောင်းလျှောက်တဲ့အကြောင်းလေး တင်ပြနိုင်တာပေါ့ဗျာဟုတ်ပါတယ်ဆရာနောက်ပြီးကျွန်တော်ရဲ့အိမ်မက်ထဲမှာရတကြီးချိမြင့်ခဲ့တဲ့အင်းကိုလေပညာရှင်တွေကိုဘလို့အင်းလဲအင်းလောကမှာအဲ့လိုအင်းမျိုးရှိမရှိကိုလေဖြေကြပေးဖို့ထည့်ရပေးပါဆရာအိမ်မက်ထဲမှာတော့တပါတိတ်တီအင်းလိုရတကြီးကမင်ကြခဲ့တာပဲတကယ်ဟုတ်မဟုတ်ဆွဲလို့မတဲ့အိမ်မက်ပဲလားဘာလားပေါ့ဆရာရဲ့ဩစိတ်ချပါဆရာရဲ့ဆိုရေးပြအောင်လဲကြိုးစားပါမယ်ရေးပြရင်လေဆရာရဲ့ဆိုပြောတာတွေကိုအကုန်ထည့်ရပါမယ် စိတ်သာချပါဟုတ်ကဲ့ကျေးဇူးပါဆရာဒီဇလန်းကိုပြောပြပေးတဲ့ဆရာရဲတော်နက္ခတ္တဗေဒပညာရှင်ဆရာဆရာရဲတော်ဇီကုံးကိုကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ရပါသည်ဟုတ်ကဲ့စေဝင်စားပွဲထူးခြားဆန်းကျင်ကမ္မရဖြစ်ရမဇလန်းကောင်းလေးကိုဘာမီဟောရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေလေးကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့ မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်ဟယ်လိုမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်းလိုဝဆန်းကျင်းတဲ့တဲ့ရင်ပေါ်ပရာလောကကမီယာ ရေမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေစမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ